စ်တံအားလုံးကိုလူငယ်ချမ်းသာခွင့်ပြုလိုက်သည့်အမိန့်ကိုဖတ်ကြားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဗဦးအောင်ဆန်းအားပြစ်ဒဏ်အားလုံးကိုလူငယ်ချမ်းသာခွင့်ပြုလိုက်ခြင်းပြည်ထောင်ဝန်ကြီးဌာနမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဗိုလ်မှူးချုပ်ခရီးသည်ဒီကနေ့ညနေ9နာရီမှာရန်ကုန်မြို့ဗဟန်းမြို့နယ်ရွှေတောင်ကြားတရက်ကွက်တက္ကသိုလ်ရိပ်သာလန်းချမ်းမှတ်54မြင်းဆောင်56ရှိဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့တွားရောက်၍ ေါ်ဆန်းစုကြည်အားရှော့ပေါ့ပြောင်းလဲလိုက်သောပြစ်ဒဏ်ကာလပြည့်သည့်ပြစ်ဒဏ်အလုံးကိုလူငိမ့်ချမ်းသာခွင့်ပြုလိုက်ကြောင်းပြည်ထရေးဝန်ကြီးဌာန၏အမိန့်ကိုရှင်းလင်းဖတ်ကြားပါသည်လူငိမ့်ချမ်းသာခွင့်အမိန့်များကိုဖတ်ကြားပြီးတဲ့နောက်ရဲချုပ်ဗိုလ်မှူးချုပ်ခင်ဒေါ်ဆန်းစုကြည်အားရင်းနှီးနှီးနှုတ်ဆက်ပြီးဒေါ်ဆန်းစုကြည်အားကြမ်းကြမ်းမာမာတွေ့ရသဖြင့်ဝန်တာပါကြောင်းမိမိတို့၏အဓိကလုပ်ငန်းတာဝန်မှာတရားဥပဒေစိုးမိုးရင်းနဲ့ရဲရွာအေဂျင်တာရေးဖြစ်ပါကြောင်းနိုင်ငံတော်၏ရှေ့ခီးတွင် အေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်ရှိစေလိုပါကြောင်းဒေါအောင်ဆန်းစုကြည်အနေနဲ့လိုအပ်သောကူညီများရှိပါကကူညီပေးရန်အသင်းရှိပါကြောင်းပြောကြားပါတယ်ဒေါအောင်ဆန်းစုကြည်ကသူမအနေနဲ့လဲအလားတူဆန္ဒရှိပါကြောင်းပြန်လည်ပြောကြားပါတယ်